ရီယယ်မက်ဒရစ်လိုချင်ခဲ့တဲ့အာဆင်နယ်ကစားသမား9ယောက်ဒီညနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်တန်းကြသတင်းလေးပုဒ်မတွေ့တာဖြစ်တဲ့အတွက်ကျွန်တော်ညီကိုတွေကိုဒါအစားထိုးအဖြစ် transfer special review လေးတစ်ခုလုပ်ပေးသွားမယ် ုံမှန်တိုင်းဆိုရင်တော့ transfer အနှစ်ချုပ်ကတော့မင်းကလုတ်ခဲ့ပြီးပေါ့လေအဲကျွန်တော်ကတော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ဒီညတကောင်ရန်ဒီမှာ heavy ကိုဘာညာနဲ့ချက်ချင်းတည်င်းတပုတ်ထပြီးလုတ်ပေးချင်တာတကယ်လဲလုတ်ခဲ့တဲ့အနေအထားမျိုးရှိတယ်ကီပါကိစ္စမောင်းဇူီမန်နီကိစ္စမောင်းဂျားဖြက်ရအောင်တင်ပေးခဲ့တယ်အဲဒုတိယအနေနဲ့ဆိုလို့ရှိရင်တော့နေ့စဉ်တည်င်းလေးပုံမှန်နားထောင်ကျင်တဲ့ကျောင်းကြီးကိုအတွက်မနက်9နာရီညနေ၄နာရီပုံမှန်တင်ပေးတဲ့တည်င်းလေးပုတ်အစီအစဉ်ရှိတယ်ဒါကတော့ နောက်ဆုံးအဆင့်ပေါ့လေအဲ့လိုမျိုးသတင်းတွေမရတာမျိုးတွေ breaking news မဖြစ်တာမျိုးတွေဆိုလို့ရှိရင်တော့နောက်ဆုံးရအခြေအနေပေါ်မူတည်ပြီးတော့ဒါကျွန်တော်ညီကိုအတွက်အချိန်ကိုက်ပုံမှန်နားထောင်ရအောင် player special review လေးတွေ transfer special review လေးကျွန်တော်လုပ်ပေးဖြစ်တယ်ပထမဆုံးတစ်ယောက်နဲ့ကျွန်တော်စလိုက်အောင် Louis Kelly အာဆင်နယ်တင်းရဲ့ဒါကြံခဲ့တဲ့ရာသီမှာမထင်မှတ်ဖဲနဲ့ပွဲတွေအများကြီးဆော့ခဲ့ရတဲ့ကစားသမားကျွန်တော်ထင်ခဲ့တာတော့ ဒီရတရတော့ဝန်ဒရီတော့ပွဲကြီးအများကြီးဆော့ရတော့မစုမြုံမြင်ခဲ့တာဒါပေမဲ့သူနဲ့တူတူပါလာခဲ့တဲ့လူးဝစ်ကလီယာဘဲဘက်ချန်းခန်စစ်အစွန်မှာအိုက်တာရဲ့ပွဲ40နီးပါးအသုံးပြုခွင့်ရခဲ့တဲ့ကစားသမားတူဦးဖြစ်ရှိနေတယ် ဥရောပအသင်းကြီးတော်တော်များလည်းစိတ်ဝင်စားတယ်ဒီစားမရဲ့စာချုပ်ကလည်း2026ပဲကျွန်တော်တယ်အခုနောက်ဆုံးရတဲ့မာကာရဲ့သတင်းအရဆိုရင်တော့ Real Madrid အသင်းတာဝန်ရှိသူတွေကအသင်းတွင်းမှာခေါင်းရင်းဆိုင်ပြီးဆွေးနွေးနေတယ်ဒီကစားသမားကိုအလွတ်နဲ့ခေါ်ဖို့အတွက်ဆိုပြီးတော့ဒါပေမဲ့ Romano ကအချိန်ပြည့်ပြည့်ရှင်းထားပါတယ်အာဆီနယ်ကဒီချိန်နဲ့ပတ်သက်ပြီးလုံးဝမစိုးရိမ်ဘူးကစားသမားနဲ့အာဆီနယ်ကြားကနှစ်ရှည်ကွန်ထရက်ကလည်းမကြခင်မှာပြီးဆုံးသွားဖို့အတွက်တော်တော်လေးအချိန်ကြီးကောင်းနေပြီးတော့အာဆီနယ်ဖန်တွေနေနဲ့ ဘယ်အသင်းရမယ်စိတ်ဝင်စားစိတ်ဝင်စားဒီကစားမနဲ့ပတ်သက်ပြီးတော့စိတ်ပူစရာမရှိပါဘူးဆိုပြီးတော့ရိုမာနိုကလည်းရှင်းသွားတယ်ဒီနေရာမှာကြံခဲ့တဲ့နှစ်ပတ်သုံးပတ်လုံးကလူးဝစ်စကယ်လီကိုရီယယ်မက်ဒစ်အသင်းတာဝန်ရှိတွေချိတ်ဆက်ခဲ့သည်ကစားသမားတိုက်ရိုက်တော့မဟုတ်ဘူးကစားသမားရဲ့ကိုယ်စားလှယ်နဲ့ကိုယ်စားလှယ်ဆိုတာကလည်းဝိုးရေးသွားကြည့်ကြမလို့လူးဝစ်စကယ်လီရဲ့မအေကဒါသူ့သားအတွက်ကိုယ်တိုင်ကိုယ်စားလှယ်လုပ်ပြီးအေဂျင့်လုပ်နေခဲ့တာပေါ့လေအဲ့တော့သူ့သားရဲ့အနာဂတ်ကအာဆင်နယ်မှာပဲရှိတယ်မကြခင်မှာစာချုပ်တက်တန်တိုးသွားပါလိမ့်မယ်ဆိုပြီးတော့ဒါ ရီရဲ့တာဝန်ရှိသူတွေကိုရင်ကြီးကြီးနဲ့ငင်းပယ်လိုက်တယ်ဗောလေအခုအချိန်သူတို့ပြင်ဆင်နေရတော့အလွတ်နဲ့ခေါ်ဖို့အတွက်တကယ်လဲ2026ဆိုရင်အလွတ်နဲ့အာဆင်နယ်ကဒီစားမောက်လက်လွတ်ရတော့မှာဒါပေမဲ့လက်ရှိလုံးနေတဲ့ process တွေအရဆိုရင်တော့ဝါနရီရောလူဝစ်စကယ်လီရောဒီချိန်ထဲနဲ့သူတို့ထုတ်ပြန်ကြညာဖို့တော့စူးစမ်းနေကြသည်ရတယ်စာချုပ်စာတဲ့ကိစ္စကြတဲ့နောက်ဆုံးဆင့်ရောက်သွားပြီလို့ဗောလေဟုတ်လူဝစ်စကယ်လီဒီအာဆင်နယ်တင်းတော်ဆိုတော်တော်လေးရေးပါတယ် player ဖူဘက်ခက်စစ်ကစားမတူးဆန်နေကျွန်တော်တောင်းဆိုလိုက်ရတဲ့ impact ပိုင်းမှာရော โอเวอร์ลุบပိုင်းမှာဟောဘောကယ်ရီပိုင်းမှာနောက်ဆုံးသူကဒီလူကာဗီဘောလုံးရီကာဗာရီပြန်လုပ်ပြီးတော့မာတီနယ်လူရဲ့ပြေးလမ်းကြောင်းကိုခြာပြီးတဲ့ပိုင်းမှာလည်းအားရတော်တော်လေးသဘောကျတဲ့ player ကြီးတယောက်အရင်တော့ကျွန်တော်တို့ဇင်းချန်ကိုကြီးကြောင့် KB ရောကြောင့်အများနဲ့မျက်နှာငေခဲ့ရတဲ့ဘယ်ဘက်ခန်စစ်နေရာကအခုဆိုလို့ရှိရင်လူဝစ်စကယ်ရီကြောင့်အားကောင်းဆုံးနေရာတစ်ခုဖြစ်အောင်ပြန်ရောက်လာခဲ့တယ်အဲ့ဒါဒီကစားသမားတော့အာဆင်နယ်မှာရှိမှာပါ လာမယ့်6လပိုင်းဆိုရင်ဒီစားမသည်အသက်16နှစ်ပြည့်မယ်ဒီယာဒီမှာအာဆင်နယ်တင်းအတွက်ပြိုင်ပွဲဆုံး39ပဲကစားရတယ်တကိုးသွင်း2ကိုးဖိုင်တာတယ်အဝကက်6ကက်နဲ့အနီကက်2ကက်ဒီအနီကနှစ်ကက်မှာတကက်ကတော့ပြန်ပြီးပယ်ဖြတ်ပေးခဲ့တော့တွေ့တယ်။ဂိမ်းတိုင်းမိနစ်2306မိနစ်။အဲ့တော့ရီယယ်တို့ဒီစားမောက်လူကျင်တာလည်းမထူးဆန်းဘူး။သူတို့ခေါ်ထားတဲ့ကစားသမားတွေမှာဆိုရင်ဒါဟူဆန်ကဘောခံစစ်မှာအာနိုးကညာဖူးဘက် ဲ့တော့ဘယ်ဘက်ချမ်းမှာဆိုလို့ရှိရင်တော့သူတို့ကဒီလိုကစားမတူအူကိုသွေးသစ်လောင်းဖို့တည်းပြင်ဆင်နေတယ်။ဒါပေမဲ့ Louis Scalini နဲ့ပတ်သက်ပြီးကျွန်တော်လုံးဝမစိုးရိမ်ဘူး။နောက်ဆုံးစိုးရိမ်ရမယ်ဆိုရင်တော့ Vanity ကိုပဲကျွန်တော်ကစိုးရိမ်တာ။ဘာလို့ Louis Scalini ရဲ့ mandate ကပြတ်သားတယ်။ပြီးတော့သူ့ရဲ့ agent သူ့ရဲ့ကိုယ်စားလှယ်ကသူ့မအေးကိုယ်တိုင်ဖြစ်တာဖြစ်တဲ့အတွက်သူ့သားဒီလိုငင်းရွေးရဲ့အချိန်မှာအကောင်းဆုံးမေးတောင်မြောက်ပေးတဲ့အသင်းကိုပဲရွေးချယ်လိုက်ပုံရတယ်။ဒါကြောင့်မလို့ Louis Scalini ကတော့နောက်9နှစ်6နှစ်လောက်ထိ Arsenal မှာဆက်ပြီးရှိနေမယ်လို့ကျွန်တော်ထင်ပါတယ်။ဒုတိယမြောက်တယောက်ကကျတော့ Zubi Mandy ဒါလောလလတ်ပြောစရာဖြစ်တာပေါ့ဗျာသိရမလားပထမတော့ကျွန်တော်တို့ဟိုမေလာတဲကဟီဝီကိုဖြစ်ထားတဲ့ကစားသမားဒါပေမဲ့ရီယယ်မက်ဒစ်ကစိတ်ဝင်စားတဲ့ဘာညာဆိုတဲ့အချိန်မှာတတိယမျိုးစုံစပိန်ဘက်ကရေးသားကြတာကစားသမားပဲရီယယ်စိတ်ဝင်စားမှုမှာတော်တော်လေးစိတ်ပါသွားလို့ပဲအာဆင်နယ်နဲ့ဆွေးနွေးမှုရထားတယ်လို့လို့ရီယယ်ပဲကြားဖြတ်လူတော့မလို့ ਨੇ ဖြစ်သွားတယ်ဒါပေမဲ့ဒီဂျွန်လာထဲမှာပဲဒုတိယအချိန်မှာရိုမာနိုတို့အွန်စတိန်တို့ကထပ်ပြီးဟီဝီကိုလှုပ်သွားတဲ့အခါမှာတော့အာဆင်နယ်ဖန်တွေစိတ်ချလက်ချရသွားပြီအဲ့တော့ ရီးယဲဒီကစားသမားကိုလိုချင်ပေမဲ့အဓိကအဆုံးဖြတ်ဖြစ်သွားတာကတော့အာတီတာတို့ဒါအာဆင်နယ်အသင်းနဲ့တစ်ဖက်ကဇူရီမနီဂျားရက်ကဂတိကဝတ်ပဲအဲ့ဒါအရင်ရေးပါတယ်ခုနောက်ပိုင်းဘောလုံးသမားတွေဒီပုပ်ကွေသဘောတူညီမှုပို့ပြီးအလေးပေးလာတာတွေ့ရတယ်ပြောင်းရွှေ့ခြင်းအတူတူကမ်းလှမ်းပြီဆိုရင်တော့ပုပ်ကွေသဘောတူညီမှုယူထားတဲ့အသင်းကိုပဲဦးစားပေးပြောင်းကြရတယ်နောက်ဆုံးပြကျွန်တော်တို့အရှိမလဲတာတကားကြီးရှိခဲ့တယ်ဒီကိုင်စီလိုလိုပါလို့ဆိုလို့ရှိရင်လေလစ်ပေါက်ဘူးကပို့ပြီးပေးခေါ်ပြီးမဲ့ချယ်ဆီကိုရောက်သွားတာပဲဘာကြောင့်လဲ ုပ်ကိုသဘောတူမျိုးယူထားတဲ့အချက်အခု real ကဂျားဖြတ်လူမဲ့ဇာဘီအလွန်ဆိုကိုယ်တိုင်နဲ့နီးပြတ်စ်ဖြစ်လာဆိုပေမဲ့ဂတိကဝုတ်ကအာဆင်နယ်တင်းကိုဇူမဒီကပေးခဲ့ပြီဒါကြောင့်မို့လဲ real လိုချင်တယ်ဆိုပေမဲ့အာဆင်နယ်စီကိုပဲဆိုစီတက်ကွေးလက်စားသမားကရောက်လာခဲ့တာဗောလေအဲ့တော့ဒီကစားသမားတော့အသက်26နှစ်ပဲရှိတဲ့စပိန်သားလေးဖြစ်တာဖြစ်တဲ့အတွက်အိုက်ဒလောက်မှာတော့9နှစ်လောက်ကောင်းကောင်းသုံးလို့ရမယ်ကွင်းနဲ့အင်ဂျင်တစ်ခုကိုပိုင်ဆိုင်လိုက်တာပါ ်တတိယမြောက်တယောက်ကတော့ဝီလျံဆာလီဘာကျွန်တော်တို့ဒီကစားသမားကြီးတွေမှာဆိုတော့ဝီလျံဆာလီဘာ ਨੇ ပတ်သက်ပြီးတော့စိတ်မချဆုံးဖြစ်ခဲ့တာဗောလေဘာလို့လဲဆိုတော့ကစားသမားက2029ခုနှစ်အထိတက်တန်းရှိသေးတယ်ဆိုပေမဲ့အာဆင်နယ်ကတက်တန်းတို့ဖို့ကြိုးစားတာလက်ရှိချိန်ကြီးတော့အဆင်မပြေသေးဘူးတိုးတက်မှုတွေရှိရဆိုပေမဲ့ဘောပင်ကင်ပြီးတော့ဂေဗီယယ်မကာကြီးလိုမျိုးတက်တန်းတိုးလိုက်ပါပြီတရားဝင်ဖြစ်မှာပဲတက်ပြင်းချလို့ရမှာ2029ဆိုတာဒီဒီຫນွေနဲ့လာမဲ့ຫນွေမှာမယောင်းထုံနိုင်ရင်လက်လွတ်ရမယ် နွေရာသီဈေးကွက်တစ်ခုပဲအဲ့ဆို2020ကျောက်နွေထီတော့ကျွန်တော်တို့မှာတက်တန်းတိုးဖို့အခွင့်အရေးတော့ရှိတယ်တခုတော့ရှိရပါဘောလေပေါ်ဆလို့တော့မရအောင်အရှိမလက်ပါဘူးအသင်းရဲ့ track lesson အာလို့လဲအသင်းနဲ့တက်တန်းတိုးမဲ့ယုံကြည်ယုံကြည်နောက်ဆုံးအလွတ်နဲ့ထွက်သွားရဲဒါမျိုးကိစ္စရရှိရဖြစ်တဲ့အတွက် re ရဲ့ပထမရာဇတ်တန်ပေးတယ်အဲ့ဒါဘာလဲဆိုတော့ ဒီကစားသမားကိုဒီຫນွေဈေးကိုမှဖြစ်ဖြစ်လာမယ့်2026မှာဖြစ်ဖြစ်တန်ကြီးတစ်ရက်နဲ့ငါတို့ဝယ်တာကိုသဘောတူရင်တူမတူရင်2029ကျမှအလွတ်နဲ့ခေါ်မဆွဲပုံစံမျိုးသူတို့ကစူးစမ်းလာတယ်။ကစားသမားတွေနဲ့တော့ဒီလိုအသိဉာဏ်နဲ့ဘလို့ချိတ်ဆက်ထားလဲမသိဘဲဆာလီဘာရင်ထဲမှာလည်းအာဆင်နဲ့အတိုင်းအတာတစ်ခုရှိရာဖြစ်တဲ့အတွက် ာဆီနယ်မှာပဲဆာလီဘာဆက်ရှိနေမှာဒါကျွန်တော်အထင်ပေါ့လေအဲ့တော့ဒီကစားမှာတော့အာဆီနယ်အသင်းကိုရောက်လာပြီးတဲ့အခါ134ဘောကစားထားတယ်ခုနှစ်ဂိုးသွင်းပြီးတော့နှလုံးဖိုင်ထားတယ်အဝါကတ်73ကတ်နဲ့အနီကတ်တကတ်ထိထားတယ်ဂိမ်းမီနှစ်ပေါင်း1000 983မိနစ်တိကစားထားပါတယ်အဲ့ဆိုတော့ Transformer ကမှ UO 80တန်ကြီးရှိတဲ့ဝီလန်ဆာလီဘာနဲ့ပတ်သက်ပြီးတော့ရီးရတကယ်လိုချင်ခဲ့တာ ပထမဟူဆန်မခုတ်ခင်တော့ဆာလီဘောက်တို့တကယ်ကြိုက်တာဒါပေမဲ့အာဆီနယ်တင်းက not for say ပါညာနဲ့တုံ့ပြန်လိုက်တဲ့အခါမှာတော့စာချုပ်လည်းနှစ်နှစ်ကြံသေးတာဖြစ်တဲ့အတွက်သူတို့ရဲ့ဖြည့်ရှင်းမှုအဖြစ်အသက်ငယ်တဲ့ဒီဘုံဘောက်ကကစားမတူဘယ်သူတို့ပြောင်းလဲခေါ်သွားခဲ့ရပါလေစာလီဘာတော့အခုမှအသက်24နှစ်ပဲရှိပါသေးတယ်တကယ်သာဒီကောင်မောက်ကောင်းကောင်းသုံးမဲ့တင်းနေဆိုတော့6နှစ်9နှစ်လောက်တော့ရေရှည်ရင်းနှီးမြှုပ်နှံမှုပြသုံးလို့ရပါသေးတယ်ဘာပြောပါစာလီဘာအာဆီနယ်နဲ့တက်တန်းတူးသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘာကြောင့်လဲဆိုတော့ဂေဗရီယယ်မဂါကြီးတယောက်တက်တန်းတူးပြီးသွားလို့ပါ စရုပ်ထားတယောက်ကတော့ဒါဘူကောက်ဆာကာဆာကာနဲ့ပတ်သက်ပြီးရီယန်နဲ့သတင်းထွက်တာကတော့ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ပြီးသွားပြီးနောက်ပိုင်းမှာမှသတင်းထွက်လိုက်တာအခုတော့ပြန်ပြီးတိတ်ဆိတ်သွားတယ်ဘူကောက်ဆာကာကိုရီယန်မက်ဒရစ်သဘောကျတဲ့ဘာညာကအဲ့ဒီကာလမှာတော်တော်လေးထွက်ခဲ့သေးတယ်တကယ်လဲဘူကောက်ဆာကာကဒီပထမအကြုံမှာ free kick ကန်ရလောက်တဲ့အထိဖောင်းဘောတွေအကျူးလွန်ခံတဲ့ကစားသမားတွေမှာလည်းပါသွားတယ်ပြီးတော့ဒုတိယအကြုံတွေ့ဆုံမှာလည်းဂိုးသွင်းနိုင်ခဲ့တယ်တကယ်ကိုမှအတိတ်ဖြစ်ဖြစ်နဲ့ ဘာနေဘူးမှာခြေစွမ်းပြခဲ့လို့ပြောလို့ရတယ်။အဲ့ဒီအတွက်လည်း real example ကိုလိုချင်ခဲ့တယ်။ဒါပေမဲ့ဒီ example ရဲ့တန်ကြီးကဇီကိုတန်ကြီးကယူအန်150ရှိတယ်။ဒါကဘူကောက်စားကတန်ကြီးပေါ့လေ။23နှစ်ရဲ့အင်္ဂလန်သားတော့အာဆင်နယ်နဲ့2029မှာတက်တန်းရှိတာဖြစ်တဲ့အတွက်ဆာလီဘာနီးတူသူ့ကိုလည်းအသင်းကတက်တန်းတို့ဖို့ဆွေးနွေးနေတယ်။မကြခင်ဖြစ်သွားမှာပါ။အခုကြားတဲ့သတင်းတွေကတော့တက်တန်းကနောက်ထပ်3-4နှစ်တိုးမယ်လို့ကြားပြီးတော့ကစားသမားတွေရဲ့လုခရတာကတပတ်ပေါင်3သိန်းဆိုတဲ့ ပမာဏထိမြင့်တက်သွားမယ်ကြားသိရတယ်။အဲ့တော့ဘူကောအိုဆာကာတယောက်ကတော့လက်ရှိဒီမှာအာဆင်နယ်တင်းမှာပေါင်3,500ကျောင်းရနေတယ်။နောက်တစ်ချိန်တက်တန်းတို့ရင်တော့ထပ်ပြီးလောက်ခတာမြန်မာသားဖို့ရှိတယ်။အာဆင်နယ်တင်းအတွက်263ပွဲကစားရတယ်။ကို90သွင်းလာတယ်82ကိုဖနှိထားပြီးတော့အဝါကတ်30တကတိခါတယ်သူ့ရဲ့အာဆင်နယ်စီနီယာကေရှောက်မှာတော့အနီကတ်လုံးဝမထိထားဘူးဂိမ်းမိနစ်ပေါင်း2020မိနစ်တိတိစော်ထားပါတယ်ဘူကောက်ဆာကအာဆင်နယ်မှာပဲဆက်ပြီးရှိပါလိမ့်မယ် ကဲ၅ရောက်မြောက်နဲ့နောက်ဆုံး player ကတော့ Kala Fury Kala Fury ကလွန်ခဲ့တဲ့တလာခွဲ2လလောက်တုန်းကသတင်းထွက်ခဲ့တာပါအခုနောက်ပိုင်းတော့ Real နဲ့တိတ်သတင်းမထွက်တော့ဘူး။ဒါပေမဲ့ဒီကစားမောက်ကို Italy Club တွေအပြင်မှာ Real စိတ်ဝင်စားခဲ့တယ်ဆိုတာကဒီကျွန်တော်တို့ဒီကစားမောက်ကို like ခဲ့တဲ့2024ຫນွေတွေရရှိခဲ့တာ။အဲ့ဒီတော့ Real စိတ်ဝင်စားဆိုမြဲ Arsenal တော့တိတ်တော့ strong ဖြစ်ဘူး။ Bayern နောက်ပြီး Italy Club တွေ ရီယယ်မက်ဒရစ်တော်တော်များသိနေကကာလာဖီယိုရီကိုရှင်ပြီးလုကြတယ်။ဒါပေမဲ့အာဆင်နယ်စီရောက်လာခဲ့တယ်။လက်ရှိအချိန်မှာဒီကစားသမားကိုရီယယ်စောင့်ကြည့်နေသေးပဲတော့ဖြစ်တယ်။ဒါပေမဲ့ဆာလီဘာလောက်တော့တိတ်ပြီးတော့အတက်မဖြစ်ဘူးပေါ့လေ။ဒါပေမဲ့ဒီကစားသမားကိုဘာကြောင့်ရီယယ်ကြိုက်လဲဆိုတော့သူတို့ရဲ့ဘယ်ဘက်ခံစစ်အစုံအတွက်ဒီကစားသမားကိုသူတို့ကအားဖြည့်ချင်တာ။ခဏလေးပါခဏလေးပါ။အခုအချိန်မှာစိတ်ဝင်စားနဲ့ဒီယာကိုနားထောင်နေကြောညီကိုတယောက်ကိုထုတ်41လို့အရင်ဆုံးရေးတဲ့လူကိုဖုံးပင်9000ပေးပါမယ်။ ကာလာဖီယိုရီဒီခစစ်မှာတချို့ပိုင်းလေသူအားနေကောင်းအားနေလိမ့်မယ်။ဒါပေမဲ့တိုက်စစ်လမ်းကြောင်းဖွင့်တဲ့ပိုင်းတွေကိုယ်တိုင်ဂိုးတက်သွင်းတဲ့အပိုင်းတွေမှာတော့ရီယယ်လိုဂျင်လောက်တဲ့တဲလက်မြင့်လူငယ်ကစားသမားတွေမှာပါတယ်အသက်ကကူမှာ23နှစ်ပဲရှိသေးတယ်ဒါပေမဲ့အာဆင်နယ်နဲ့က2029ခုနှစ်ထိတက်တန်းရှိသေးတယ်အာဆင်နယ်မှာဒီကစားသမားပုံမှန်ပွဲထွက်ခွင့်ရရင်ဘယ်လောက်ထိကောင်းနိုင်မလဲကျွန်တော်မျှော်မှန်းလို့တော့မရဘူးသူဆိုင်ကျွန်တော်ရနိုင်တဲ့ဂိုးတွေအများကြီးရှိလို့ခန်စစ်မှာလည်းအတိုင်းအတာတစ်ခုထိပို့ပြီးတော့ အင်္ဂလိပ်ကစားနဲ့အသားကျလို့ရှိရဒါပေမဲ့ဒီကစားသမားရောက်လာတဲ့နှစ်မှာပဲဒဏ်ရာတွေကြောင့်ရုန်းကန်ရတယ်အထူးသဖြင့်ဒဏ်ရာ၅ချိန်ရပြီးတော့ရပ်ပေါင်းအားဖြစ်ဆိုရင်တော်တော်လေးကိုနားခဲ့ရတာအဲ့တော့အဲ့ဒီနေရာမှာအာတီတာရဲ့အကြိုက်ဆုံးဖြစ်ပြီးတော့ပွဲထုတ်ဝင်ရခဲ့တာကလူးဝစ်စကယ်လီအဲကြောင့်မို့ကာလာဖီယိုရီကိုခေါ်ဖို့ပထမအတန်ထွက်ခဲ့ပြီမဲ့ကာလာဖီယိုရီညမှာကောင်းကောင်းခြေစွမ်းပြနေတဲ့လူးဝစ်စကယ်လီကိုရီယယ်ကိုပို့ပြီးကြိုက်လာဆိုတော့ဒီကစားသမားတော့ကျွန်တော်နောက်ဆုံးထားပြီးပြောဖြစ်တာဟုတ်လေပြောမရအောင် ကာလာဖီရီခြေစွမ်းတက်လာရင်လေရီယယ်လိုချင်တဲ့စင်းတွေကိုရောက်လာမှာပါဒီ9ယောက်ထဲမှာတိုက်ဆိုင်တယ်လို့ပဲပြောရမှာမသိဘူးကစားမအများစုကစာချုပ်တတန်ကုံကာနီးအနေထားတွေကိုလိုက်ပြီးတော့ရီယယ်ပို့ပြီးနီးကကကြိုးစားလာတာတွေ့ရတယ်အဲ့တော့အာဆင်နယ်ကဒီကစားမ9ဦး9ဦးစလုံးအာဆင်နယ်ကိုပဲရွေးချယ်သွားမလားဘယ်ကစားသမားတွေကအာဆင်နယ်နဲ့စာချုပ်တတန်မတိုးပဲနဲ့ထွက်ခွာသွားမလဲအနာဂတ်မှာကြိုးစောင့်ကြပါပါဒါကြောင့်အာဆင်နယ်အသင်းနီးပြမီခေအိုက်ဒါတာ ဘုတ်ဖွဲ့ရဲ့ကောင်းမွန်တဲ့ပံ့ပိုးမှုရရင်သူလည်းနီးစနစ်ပိုင်းမှာပို့ပြီးတော့စမတ်ကြကြဖြစ်လာခဲ့ရင်တော့အာဆင်နယ်တို့လူချင်းနဲ့ပလေးယာလူချင်းနဲ့အောင်မြင်မှုတိတ်မဝေးတော့လို့ကျွန်တော်ထင်တယ်။လာမယ့်ရာသီကတော့ဆူဖလားတစ်ခုနဲ့တက်တည်ပြမယ့်ရာသီတစ်ခုဖြစ်လာပြီးတော့ကျွန်တော်ကသုံးသပ်ရင်းနဲ့ပဲအားလုံးကိုနှုတ်ဆက်ပါတယ်။ ဒီ season လေးကိုဒီကောင်ကြီးပောင်းပြီးတဲ့ Super Long Online Agent ကိုလည်းကျေးဇူးတင်ပါတယ်။အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ကြောင်းကို6539936တလုံး2ခုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေအဝရောက်နေပါတယ်။ Viber ကိုကို Sport Online 9တလုံး Mid 2ကိုကစားမယ်ဆိုလို့ရှိရင်တော့ Super Long မှာလာပြီးကစားဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ။